ရုရှားဟာဗြိတိန်ကိုနံပါတ်၁ရန်သူအဖြစ်ပြစ်မှတ်ထားလာတာကြောင့်အချိန်မနှောင်းခင်စင်ရမြင့်တင်သင့်ပြီလို့ဗြိတိန်ကာကွယ်ရေးဝန်ကြီးဟောင်းမစ်ပန်နီမော်ဒန်ကသတိပေးတိုက်တွန်းလိုက်ပါတယ်။ရုရှားမီဒီယာတစ်ခုကနေဘသူတွေကရုရှားရဲ့နံပါတ်၁ရန်သူဖြစ်တယ်လဲဆိုတာကိုရုရှားပြည်သူတွေစီဆန္ဒမဲကောက်ခံရမှာယူကရိန်းအမေရိကန်နဲ့ဂျာမနီတို့ကိုကြော်ပြီးဗြိတိန်နိုင်ငံကမဲပေးမှု၂၈ရာခိုင်နှုန်းရှိခဲ့တာပါ။ရုရှားသမ္မတပူတင်ကလည်း ယူကရိန်းကိုအတိကကြောတောက်နောက်ခံ ပြုနေတဲ့အနောက်နိုင်ငံတွေထဲကဗြိတိန်ကိုတိုက်ခိုက်တုံ့ပြန်နိုင်တယ်လို့မကြခဏပြောဆိုခဲ့ဘူးသလိုယူကရိန်းအပြင်ဗြိတိန်အပါအဝင်ဥရောပကိုပါဆက်လက်တိုက်ခိုက်လာနိုင်ရည်ရှိတယ်လို့ဗြိတိန်ကာကွယ်ရေးဝန်ကြီးဟောင်းကပြောဆိုထားပါတယ်။ရုရှားရဲ့တိုက်ခိုက်လာနိုင်မှုကိုဟတ်ပါဝါနီကသာ တားဆီးနိုင်ဖွယ်ရာတခုတည်းသောနီလန်လို့ပန်နီမော်ဒန်ကပြောဆိုထားပေမဲ့ဗြိတိန်မှာတော့ရုရှားကိုခုခံတွန်းလှန်မှု ဘတ်ဂျက်1.5ဘီလီယံဆိုပြုထားပေမဲ့အကောင့်ထဲမပေါ်နိုင်သေးပါဘူးတကယ်လို့ရုရှားကနေဗြိတိန်ကိုလာပြီးတိုက်ခိုက်ပြီးဆိုရင်နိုင်ငံသားတွေရဲ့သွေးတွေနဲ့အုတ်ဂူတွေအသင့်ချေဖြစ်သွားမှာမို့အစိုးရအနေနဲ့노ထချင်းတန်ပြီလို့ဗြိတိန်ကကွယ်ရေးဝန်ကြီးဟောင်းကပြောဆိုထားပါတယ်